ရည်ရွယ်ချက်ရှိရှိနဲ့လိန်တဲ့လူတယောက်လူလိန်တယောက်ဟာပြန်ပြီးတော့မှပေါ်ထွက်လာတဲ့အချိန်မှာအမလီကျမကလည်းနင့်နာသူပါကျွန်တော်ကလည်းနင့်နာသူပါဘယ်သူကဘယ်လိုလုပ်ပဲဝါကဘယ်လိုလုပ်ပါလိန်သွားပြီးပြီလေဟုတ်လား तू ကပိုင်ဆိုင်မှုတွေမညော်ပါသွားဘူးလေသူများစီကလိန်ထားတဲ့အထုပ်နဲ့ဟုတ်လားပိုင်ဆိုင်မှုတွေမညော်ပါသွားဘူးလေဒီတိုင်းမဲ့အချိန်မပြတ်အနေမပြတ်နဲ့ရက်တည်နေနိုင်တယ်လေ ဒီအဲ့ဒါဆိုရင်ဒီမှာရှိနေတာတဲ့ပိုင်ဆိုင်မှုတွေထွေးနေစာတွေကသူများဥစ္စာတွေလေကိုဥစ္စာမဟုတ်ဘူးလေအဲ့တော့ဘောင်လာပြီးတော့မှနိနာသူဟန်နေဆောင်ပြီးတော့မှကျူးလွန်သူတွေကနိနာသူတွေဖြစ်ရမှာလေအဲ့ဒါကိုအမှတ်မရှိတဲ့လူအုပ်ကြီးကဖြစ်ထပ်ပါတယ်တဲ့လူဆိုတာအမှားနဲ့မกินဘူးပေါ့တဲ့လူလိန်ကိုအားပေးတာအားမြောက်နေတာကြံ့ သူများချွေးနှင်းစာနဲ့လူလုထားတယ်ဆိုရင်လူလိမ်မဲပေါ့တိတ်မှန်ကန်နေပါတယ်ဆိုလို့ရှိရင်ကိုကြောင့်နေနာတဲ့သူတွေအကုန်လုံးကိုယောပေးလိုက်ရှိတဲ့စီစိမ်တော်မလားဘူးဟုတ်လားအဲ့ဒါတွေမယောပေးဘဲနဲ့မှားသွားပါတယ်လို့တောင်းမန်တာကတော့စီစိမ်လုံးကြီးပိုက်ပြီးတော့မှားသွားပါတယ်လို့တောင်းမန်တာသူများချွေးနှင်းစာတွေလေသူများစီစိမ်နေလေ မမသူများသူများစည်းစိမ်နေလေသူများစည်းစိမ်နေနဲ့မှားသွားပါတယ်လို့တောင်းပန်တော့အောက်မှာဟုတ်လားမမအောက်မှာထေးချိုတွေကလေမမတရင်ကောင်းလေးပြောအောက်မှာထေးချိုတွေကဖြစ်တတ်ပါတယ်လူဆိုရာမှားနဲ့မกินဘူးစားရဝါကမန် ရေချိုးစရာမလိုအောင်ရက်ပေးနေတာပြောင်းလို့ကိုချင်းတရားပြက်ပြားတာဟာပြက်ပြားတာပဲလိန်နာဟာလိန်နာပဲလူလိန်ဟာလူလိန်ပဲဟာ congratulation မမကြီး68.5 credit နဲ့အောင်လာတယ် congratulation မမကြီး ဟဲ့အဲ့ဒါပြောတာနော်အဲ့ဒါပြောတာဒါမျိုးဖြစ်ရမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လွယ်လွယ်ကူကူနဲ့လူတွေကဟဲ့သူတော်မလိန်သွားသေးပြီးတော့ခဏပြောက်သွားပြီးလဲပြောဘာမှမဖြစ်ဘူးဟဲ့သူတော်မဒီလိုပဲဒီတိုင်းပဲအဲ့တိုင်းပဲအဲ့တော့လူလိန်တွေကအခြေအနေမပြတ်ဘူးအလိန်ခံရတဲ့ဆုံးရှုံးသွားတဲ့သူတွေသာဘဝတွေပြတ်သွားတာလောကကြီးမှာဒီနေ့ကျမတို့နိုင်ငံမှာအတိုင်းဖြစ်နေတယ်အတိုင်းဖြစ်နေတယ် လူလိမ်တွေကနေရာရနေကြွားပြမယ်ခြေပြမယ်ပတ်စံရှိချောင်းတွေပြမယ်ဆိုရင်အကုန်ကောင်းတယ်ပတ်စံရှိတဲ့သူဇာရိတ်တာပြက်ပြားရင်အကုန်ကောင်းတယ်ကျမဟိုတနေ့ကစာလေးဖတ်လိုက်ရတယ်ငွေမရှိတဲ့သူဈေးသုံးရင်ကြတော့ဈေးသမားအောက်တန်းစားပြစ်မှုကြီးတယ်ဈေးသမားမလို့ပတ်စံရှိတဲ့သူဈေးသုံးတာကြတော့ဇိမ်ခံပစ္စည်းရဲ့ငွေမျက်နှာ ကျွန်တော်တို့တိုင်းပြည်မှာပိုဆိုးတယ်အဲ့ဒါပက်ဆိုင်ရှိရဲ့လူဆိုဘာလုံးလုံးတင့်တယ်တယ်ငွေရှိရဲ့လူဆိုဘာလုံးလုံးတင့်တယ်တယ်ဘာဖြစ်လို့လဲဆိုတော့အောက်ကနေလေးတိလာမဆားရဝါကမန်းနေနဲ့ထီးချိုတယ်အကျင့်စာရိတ်တာကိုကျင်တရားဆိုတော့စံနှုံးသတ်မှတ်ချက်ကိုဘာလဲဆိုတာနားမလဲကြတော့ဘူးကိုကျင်တရားလွယ်လွယ်နဲ့ပေါက်ပြဲကျူးလွန်ကြတယ်။ဒီနောင်ကြီးတွေလွယ်လွယ်ကူကူပေါက်ပြဲကြတယ်။ ကိုချင်းတီလာတွေကိုသူများအုပ်စာသူများငွေကြေးကိုလွယ်လွယ်ကူကူနဲ့လိန်ညာတယ်ပြီးရင်အချိန်မပြတ်အနေမပြတ်ပဲခက်တီတီပဲမျက်နှာပြောင်တင်းတင်းနဲ့ပဲနေတယ်ကျမဆိုရင်ဒီနားမှာအရင်တော့ကျမတို့ဒီဒီမှာဒီဒီနားမှာရောင်းနေဒီ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 အောင်မေကြီးမွေးငါးဆိုင်ကအောင်မေကြီးရဲ့သမီး ခက်ခဲရှိဖို့လုံခဲ့တဲ့လုံခဲ့တဲ့ဟိုလောက်ရှိပြီပေါ့ဆယ်နှစ်ကျော်လောက်ရှိပြီဆယ်နှစ်ကျော်လောက်ရှိပါပြီအဲ့ဒါအိမ်ကိုလာပြီးတော့မှလေအတင်းအာမမရေဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာညာကျမလည်းတနာပြီးတော့မှပတ်စံငွေခွနသိန်းချီးလိုက်သိလားဟာနောက်ကလာပြန်ဘလို့ဖြစ်လို့ညာလို့ဖြစ်လို့ဘလို့ဖြစ်တော့ပေးပါမယ်ဘလို့ပြောအိုးသူတို့ကတော့နှုတ်အချမ်းချမ်းတော့ဂရိတ္တစာတီလောက်ပါတယ်လေးဆိုကျမတို့လည်းယူလာလည်းမဟုတ်ဘူးနော်ချီးလိုက်တယ်သိလားအဲ့တော့ကနေဟိုပြန်ပေးပါမယ်ပေါ့ဘလို့ဖြစ်ပါမယ်ညာလို့ဖြစ်ပါမယ်နဲ့ဆိုပြီးတော့မှလေးချီးလိုက်တယ်အဲ့ဒီခက်ကသိန်း၄၀လောက်ရှိမယ်နဲ့တူတယ် မပေးဘူးပြင်းရောမပေးဘူးအဲ့တော့ဟိုးတလောတော့လုံခဲ့တဲ့နှစ်နှစ်လောက်ကဘန်မာတွေ့တယ်စီဘီဘန်မာကျမကလည်းဘန်သွားတော့သူကလည်းဘန်ထဲကိုဝင်လာတယ်အော်ကျမကလည်းတွေ့တယ်သူကလည်းမခတ်တတီပဲဒီလိုပဲကိုယ်တွေ့လေလေခတ်တတီပဲသိလားခတ်တတီပဲအာနာစိတ်အာနာရမယ်ဟာ။အော်ငါဒီမဆီကပတ်စံချီးထားတယ်။ငါဒီမငွေမပေးနိုင်သေးဘူး။ကျမတို့ဆိုရှက်လို့သေးမှာနော်။ ခတိတီပဲတောင်ကိုကြည့်ပြီးမမြင်တယ်လို့ဟန်ဆောင်ပြီးတော့မှအေးအဲ့လိုမျိုးနဲ့သွားပြီးတော့မှအဲ့လိုမျိုးအဲ့တော့ကိုကလည်းလေအိုးအေးလူရီယာအဲ့လိုကိုချင်းတရားလွယ်လွယ်လေးနဲ့ဒါကြောင့်မလို့လေကျွန်မမှားကျင်တာတိလားဘသူကိုမှလွယ်လွယ်ကူကူနဲ့ငွေလည်းမချိနဲ့ငွေလည်းမပေးနဲ့ပေးလို့ကောင်းနဲ့ခင်မဟုတ်တော့ဘူးကိုရှိတဲ့တကြက် အဲ့တစ်ချက်တိုင်းပဲနေမတ်လဲမမတ်မောနဲ့တိလာကျမတို့ဘာဖြစ်လို့အလိန်ခံရလဲဆိုအလိန်ခံရတာရဲ့အစလောဘကြောင့်စတာဘလို့အကျိုးအမြတ်ရှိမယ်အဲ့ဒါနဲ့စတာအဲ့ဒီလိုက်မတိလိုက်မတိပါတာနဲ့အဲ့ဒီနောက်မှာပါသွားတာလူလိန်နေရဲ့လက်နက်ဟာအဲ့ဒါပဲတစ်ဖက်လူရဲ့လောဘစိတ်ပေါ်လာအောင်နှိုးဆော်ပြီးတော့မှလောဘစိတ်ကိုနှိုးပြီးတော့မှသူတို့ကရအောင်ယူသွားတာပဲအဲ့တော့လောဘစိတ်နဲ့မတိလိုက်မတိပါတာကိုယ့်ရဲ့စီးစိမ်ဥစ္စာပါသွားတာအဲ့တော့ကိုယ်ရှိတဲ့တကြက်ကိုပဲတန်မိုးထားဟိုကတစ်ဆယ်ုံမမတ်နဲ့ တဆင်ရဖို့အတွက်ကိုတစ်ချက်ကိုမပေးလိုက်နဲ့အဲ့တဆင်ကမသေးကြဘူးကိုလက်ထဲမှာရှိတဲ့တစ်ချက်ကကိုတစ်ချက်ပဲကျမတို့အဖွားအမြင်နဲ့ပြောတယ်ကိုပစံလေးပဲကိုတန်မိုးထားတော့ကျမတို့အဖွားဆိုမဟုတ်ဖို့တောင်းရင်လေဒီလိုတွေကနေချစ်ပြီးတော့ပေါင်းစုံနဲ့ဒီလိုတွေကနေပေါင်းစုံနဲ့ तू ကထုတ်တာ तू ရှိတဲ့ပစံလေးတော့ तू ကြစ်ထားတာသိလား तू ပြောတဲ့အမြင်စကားအမြင်နဲ့ရှိတယ်ကိုမရှိရင်ပြီးမရှိဘူးတဲ့ကိုမရှိရင်တတိုင်းပြည်လုံးဘယ်သူမှမရှာနဲ့မရှိဘူးနော်ဆိုတော့လူတွေကလည်း ိုချင်းတရားတွေမကောင်းတော့ဘူးဒါကြောင့်မလို့ဘသူကိုမှမယုံလိုက်နဲ့ဘသူကိုမှယုံလို့ရတဲ့ခင်မဟုတ်ဘူးလွန်လွယ်ကူကူနဲ့အရန်တော့ဟာမြင်ရတွေ့ရတာတွေလေပုံမလောက်သိလားလူလိန်နေကတဖန်ပြန်ပြီးတော့လေလူလိန်နေကတဖန်ပြီးရင်တို့ကလေတထီးတွေလုံးကြရောသိလားပြီးရင်လေဆိုရှယ်မီဒီယာပေါ်မှာတို့မဟုတ်တဲ့အတိုင်းနော်တို့မဟုတ်တဲ့အတိုင်းတစ်ခါတည်းကိုလေတချို့ဆိုလေသူများပစံချီးထားတယ်နော်တို့ကတထီး ျမတို့ပုတ်ဆက်ချီလိုက်တဲ့သူကသူတို့လောက်မရှိဘူးသူတို့ကတထေးသိလားပေးစရာအကျိုးရကျမတို့ level နဲ့ဒါမဲ့သူတို့ကတထေး social media ပေါ်မှာအဲ့လိုလူမျိုးတွေလည်းအများကြီးရှိတယ်ဒါကြောင့်မလို့ social media ပေါ်မှာပြတဲ့အရာတိုင်းဟာအမှန်တရားမဟုတ်ဘူးအဲ့ဒီပေါ်မှာယုံပြီးတော့မှမပါလိုက်နဲ့ social media မှာပြနေတဲ့တစ်ခွက်တစ်ပြက်တိုင်းဟာသူတို့ဘဝမဟုတ်ဘူးကျမတို့ social media ရဲ့နောက်ွယ်မှာတကယ်ဘဝအဆင်အမန်တွေရှိတယ် အဲ့တော့ social media ဘဝဘဝကြီးထင်ပြီးတော့မှအကုန်လုံးမယုံနိုင်နဲ့လိန်နေသူတွေကတံတန်းစားဟန်ဆောင်ပြီးဘယ်သူမှမလိန်ဘူးတထင်းဟန်ဆောင်ပြီးပဲလိန်တာအဲ့တော့အဲ့တထင်းအားကြတဲ့ထေးချိုအဖွဲတွေလည်းကြက်ကြက်သတိထားနော်အာပြောက်သွားပြီးတော့မှငါ့ရဲ့ကန်ဆယ်မှာယော်လိုက်လေတကယ်ကိုမှန်ကန်တယ်ဆိုရင်ယော်လိုက်လေစီးစိမ်အောင်ပြုတ်သွားအောင်မယ်ဆိုတော့အန်တီကျမယော်ထားတဲ့ကိစ္စတွေကိုအန်တီလိုက်ကြည့်လိုက်လေ လူပေါင်းကိုအများကြီးနော်ကျမဆိုင်ကဆိုင်ပစ္စည်းရောက်တော့မဟုတ်ဘူးငါးကန်ဘုံလောက်ထဲကိုပစ္စည်းလေးထည့်ထားရဲဆိုင်မဟုတ်ဘူးဆိုင်ကြီးရောင်းထားလဲရောင်းအောင်ကောင်းတဲ့ဆိုင်ရောင်းထားတယောက်နှယောက်မဟုတ်ဘူးတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်ငံခြားလူတွေတောင်ပါသေးတယ်ပြန်ရော်ပေးထားလားမရော်ပေးထားဘူးလားဆိုတော့မေးကြည့်လိုက်လေလာမဲ့နော်မရော်ပေးထားဘူးဆိုတဲ့သူရှိရင် comment လာရေးလား operation ချဲလက်ခေါ်တာနော်ဘယံမလာပြောနေတာမဟုတ်ဘူးသင်ချာမသိလို့ရှင်ဘယံမလာမပြောနေတော့ ਹੀਂ ဒီပထမဗီဒီယိုတွေတုန်းကပြောတယ်တတိထားကြနော်နင်တို့ရထပ်ခံရအောင်မယ်အဲ့စကားကိုကျမလက်ခံတယ်ဒါကကျမအတွက်ကောင်းသောစကားဒါအမားကိုထောက်ပြီးတော့ကောင်းတဲ့ဘက်ကနေပြောရလို့ခံစားမိရတဲ့အတွက် အဲ့အန်တီပြောလိုက်တဲ့စကားကိုအရင်ကျေးဇူးတင်တယ်မင်းတို့ရင်ထပ်ခံရအောင်မယ်နော်ဆိုတဲ့စကားကြောင့်အခု sign ပြန်လုပ်တဲ့အချိန်မှာအကုန်လုံးကိုစစ်ချက်နဲ့ရောင်းတယ်စစ်ချက်တွေကို PGM မှာထုတ်တယ်အကုန်လုံးကိုအဲ့ဒီ gemology လက်မှတ်ပါတဲ့စစ်ချက်နဲ့ပဲရောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ sign မှာစစ်ချက်ဝင်စစ်ချက်ဆိုင်ဘာလို့ဝင်မထားရလဲဆိုတော့အဲ့အချာကြိုက်တစ်ခါလာမယ်သူ့ဆိုင်ရဆက်နဲ့သူ့ပစ္စည်းနဲ့လေဆိုတဲ့စကားကတစ်ခါလာအောင်မယ်အဲ့ဒါကြောင့်ကျမဆိုင်မှာစိတ်စစ်ချက်လုံးဝမဝင်ထားဘူး PDM မှာလည်းသွားစစ်တယ်ပစ္စည်းတွေကိုအဲ့လိုစစ်တယ်စစ်ပြီးတော့မှရောင်းတယ်ဗဒင်ရထွက်ပြီဆိုရင်ဗဒင်ဆရာတွေကိုပစ္စည်းလာအပ်ပြီဆိုတော့လည်းအဲ့ဒီ PDM ကိုတစ်ခါတည်းတန်းပို့လာပြီးတော့မှအဲ့ဒီစစ်ချက်တွေနဲ့အတူတူဆိုင်မှာတင်တာတကယ်လို့စစ်ချက်ဆိုင်ကိုမပို့ရသေးရဲ့ပစ္စည်းဆိုင်ကောင်းတာမှာတင်ထားတာကိုကက်ဆန်မှာသဘောကျရင်ဝယ်မယ်ဆိုရင်အဲ့ဒီကက်ဆန်မှာရှိတယ်ကျမလိုက်ကိုတွေ့မှာပဲညာပြောလို့မရအောင်မရောင်းလုံးဝလီလီကိုချစ်လို့ဝယ်ရနော်ဆိုလည်းမရအောင်ချစ်တာမချစ်တာငါမှမသိနိုင်လားချမ်ပီယံရောက်တော့မှမချစ်ဘူးလို့လုံးလုံးပါမရောင်းဘူး အမဒီဟာတော့စစ်ချက်မထုတ်ထားရတော့မရအောင်အမဝဲကျင်နေဆိုရင်တရက်ဆောက်သွားစစ်ပေးမယ်မဟုတ်ရင်ဒီမှာထိုင်ဆောင်ပေးမနေ့သွားစစ်ရင်ညနေရရင်ဆောင်ပေးမဆောင်ပေးနိုင်ဘူးဆိုမရအောင်အဲ့ဒီပစ္စည်းအဲ့ဒီလိုမျိုးလုပ်တဲ့အတွက်ဝဲသူတွေအနေနဲ့လည်းပုံပြီးတော့စိတ်ကျဉ်နေတယ်ကျမအနေနဲ့လည်းစိတ်လုံးယုံနေအဲ့ဒီတွေအန်တီရဲ့စကားကိုကျေးဇူးတင်တယ်အန်တီရဲ့အန်တီကြောင်းခဲ့တဲ့တောင်းဆောင်မှာစကားရည်ရဲမှာဆိုမှန်တဲ့ဟာရည်ဆိုသူ့မှာအတုပါသွားရင်နင်တို့တတိထားတော့ထပ်ခံရမယ်ဆိုတော့လက်ခံတယ် ဟုတ်တယ်အတုပါသွားတဲ့အတွက်ယုံကျင်တဲ့သူကယုံမယ်မယုံကျင်တဲ့သူကမယုံဒါဘသူ့မှာအပြစ်ပြောလို့မရဘူးဒါကိုယ့်ရဲ့အပြစ်ကိုယ့်ရဲ့ပြဿနာအဲ့အတွက်လက်ခံတယ်အန်တီပြောတဲ့စကားကိုအကောင်းအမြင်နဲ့လက်ခံတယ်အဲ့အတွက်လည်းထက်ခံကြအောင်မယ်နော်ဆိုတဲ့စကားပေါ်မှာကိုယ့်အတွက်အကောင်းဆုံးအကောင်းဆုံးဖြစ်အောင်ပြင်ဆင်တယ်ရွှေစိမ့်နေမဟုတ်ဘူးရွှေဆိုလို့ရှိရင်လည်း sub point ဆန်းပြီးတော့မှဒီအထည်တွေကိုလက်ခံတယ်အကုန်လုံးကိုယ့်ဘက်ကနေကာပါဖြစ်အောင်လုပ်ပြီးတော့မှနောက်ထပ်အလားတူဘာကိစ္စမှမဖြစ်အောင်လို့စီမံတယ် အခုစကားကကြတော့အန်ဒီရဲ့စကားဘောင်လို့ဘောင်လို့သွားပြီဘောင်ဘောင်နဲ့ကပြောတဲ့စကားမဟုတ်တော့သူကပျောက်သွားတယ်လေအတူတွေရောင်းပြီးတော့ပျောက်သွားပြီးတော့ပြန်ပေါ်လာတယ်ပြန်ပေါ်လာပြီးတော့ပစ္စည်းတွေကိုဘာမှပြန်မယူဘဲနဲ့ဘေးဘဲနဲ့အဲ့ဒီပစ္စည်းစည်းစိမ်ကြီးတွေကိုကင်ထားပြီးတော့တောင်းပန်มาတယ်ဆိုပြီးတော့ပြန်လောက်စားနေတယ်ဆိုတာအန်ဒီမားနေပြီနော်အဲ့ဒီလောက်မလွယ်ဘူးဘွားကြီးကကျမမှာအဲ့ဒီ2023ကနေအခု2025အထိအားရရဲ့ဆိုတာတရမမရှိခဲ့ဘူး အဆင်ပြေပြေနဲ့ပြပြရွှင်ရဲ့ဆိုတာတရားမှမရှိတော့အဲ့ဒါနင့်ကြောင့်လေဆိုဟုတ်တယ်အဲ့ဒါကိုကြောင့်လေကိုဆိုင်ဖြစ်နေရဲ့အတွက်တင်နန်းဆိုတာကျမရဲ့လေဒီတိုင်းမို့ရင်လာတင်နန်းအကြောင်းလေးကိုဝင်ကြည့်လိုက်တင်နန်းဆိုတာမရှိတဲ့ရဲ့လုံးဝမရှိဘူးတင်နန်းရဲ့ဒီအကုန်လုံးကချိတ်နေရနော်ဒီနေ့ကကြာတာပရင်းနေ့မှာရန်ကုန်မှာပြီးသွားပြီဆိုရင် စနေနေ့မှာမန်းလေးမှာတင်နန်းအဲ့ဈာရဲမှာအားနေတဲ့တောက်ကြနေတာဘလော့ရိုက်တာတို့ဝမ်းပိုင်ဝမ်းတင်တာတို့ကရှိသေးတယ်။သူများက ပင်ပင်မမိုင်းပေမတက်ယူမတက်နဲ့ဖြည့်ရှင်းရတဲ့ကိစ္စကြီးကိုထိုင်ကုန်လေးပေါ်မှာဒီလိုထိုင်ပြီးတော့နင်တို့တွေနော်သူကပြောက်သွားပြီးတော့မှ ပြန်ပေါ်လာလို့ပြောတာကတော့နားတယ်အန်တီနားတယ်ပြီးတော့အန်တီရဲ့စကားကဘယံပနာစကားဖြစ်နေတဲ့အတွက်ဗိုင်းရယ်ဖြစ်သွားခဲ့မယ်ဆိုရင်ကျမအတွက်အများကြီးနစ်နာတယ်ပြီးတော့မှကျမကနစ်နာလိုက်ရပါရင်နစ်နာသူပါဆိုတာနစ်နာသူဟုတ်မဟုတ်ကိုသိကြည့်ရင်ပြောင်းလာပြီးပြီးသွားစုံစမ်းကြည့်လိုက် အဒီကိစ္စအရင်မရှင်းဘူးလို့နေတဲ့အခါကျတော့ तू ကအတူရောင်းထားလို့မရှင်းတာအဲ့ဒီအမှုကိစ္စကိုဖွင့်ပြီးတော့မချပြတဲ့အခါကျတော့မဟုတ်လို့မချပြတာချပြတဲ့အခါကျရင်လည်းတထေးမလို့လွှဲချတာဆိုတော့လောင်းတယ်ကျမမားသွားပါတယ်ကျမအမားပါလို့အရာအားလုံးကိုကျမကဘာဖြစ်လို့အမြင်ကျမအမားလို့ပြောရတယ်ဆိုတော့ကျမအရှိကိုဆက်ချင်လို့ တဆုံးတယောက်ရဲ့အမဟိုကောင်မအောင်ငါဆောက်မိကတ်တယ်ဒီကောင်ငါဆောက်မိကတ်တယ်ဒီခါလေးကငါ့ကိုဒီလိုလုပ်သွားတယ်လို့ကျမတစ်ချိန်လုံးထိုင်တွေးနေမယ်ဆိုကျမကရှေ့ကိုဆက်လို့ရတာမှမဟုတ်ဘူးအယူထောင်ရောက်သွားမှာအယူထောင်ရောက်သွားတော့မှာအယူမှဖြစ်တော့မှာကျမကအယူမှလည်းဖြစ်မခံနိုင်ဘူးကျမဘွားကကျမရှေ့ဆက်သွားခြင်းကိုအကုန်လုံးငါ့အမဆိုပြီးတော့ရှော့ချပြီးစာရေးလို့ရှင်လဲကျမရဲ့အမပါကျမရဲ့အမအတွက်အမအတွက်ထိတ်တဲ့ခါကျနင်တို့ကဘလို့ကန်းတက်လာလဲဆိုတော့ तू တကယ်လှုပ်ထားလို့အဲ့ကောင်ကအတူရောင်းထားလို့ तू မားရယ်လို့ပြောနေတယ် တောင်းပန်လိုက်ပြီးတော့ခက်တီတီနဲ့ပြန်ပေါ်လာတာဆိုတခါဖြစ်ကြပြန်အောင်အဲ့တော့ဒီလိုက်ထဲမှာတိကျင်တဲ့ဟာကိုတခါရဲလာပြီတခါရဲဖြည့်ပြီးမယ်ကဆုတ်ကဆုတ်လာမလုံးနဲ့နင်တို့လုံကအားမနေငါမှဆိုင်လဲရှိရယ်တင်တန်းလဲရှိတယ်နင်တို့တော့အားနေတာမတိကျင်တယ်တိကျင်တဲ့သူလက်လာမင်းနော်တခါရဲဖြည့်ပြီးမယ်ပြင်ဗျမ်းပြလာမမပြောနဲ့အပြင်မှာခြာပြီးပါချာမှာ ်ညီတို့မှာခြားနိုင်တဲ့အင်အားရှိတယ်လို့ငါမှလည်းခြားနိုင်တဲ့အင်အားရှိရငါလမ်းမေးရကောင်းမှာမဟုတ်ဘူးညတင်နေတင်နေကိစ္စအောင်လည်းပြောရဆန်းတဲ့တစ်ခါပြောလိုက်ပါအဲ့တူလေးရောင်းထားရဲ့ကောင်းမှာတင်နေနေတင်နေလို့ဆိုညီတို့ပြောလေပြောချင်စရာပဲငါရဲ့ကန်ဆာတာကြီးနဲ့ငါရဲ့ဘဝကြီးကလည်းညီတို့မရနိုင်တဲ့ဘဝကြီးပေါ့နော် တင်တဲ့ဆိုလဲတင်တဲ့နိုင်မှာအပတ်စဉ်လူပြည့်တယ်တင်တဲ့တစ်ခုကနေတိတ်ထောင်လောက်ဝင်ဖို့ကလေနင်တို့လိုဟာတွေတွေ့ရမဖြစ်နိုင်တဲ့ဟာကြီးလေမဖြစ်နိုင်တဲ့ကိစ္စကြီးလေအဲ့တော့နင်တို့အနေနဲ့ click click จิလိจิလိတွေဖြစ်မှာတော့နားလဲပါလေအဲ့ဒီတင်တဲ့ကြီးကိုလဲထိုးနေလိုက်ကြတာထိုးနေလိုက်ကြတာဆိုတော့အဲ့တော့ငါကတင်တဲ့လာတဲ့သူတိုင်းကိုမေးတယ်တင်တဲ့နေအများကြီးရှိရဲ့ထင်ရဘာဖြစ်လို့ဒီတင်တဲ့ကိုလာတက်တာလဲဆိုတော့တင်တဲ့သူကြီးကဘာပြောလဲဆိုတော့အဲ့ဟာဖြစ်ထားဘူးလို့လာတက်တာတဲ့ကြည်စမ်းနင်တို့အတော့က နင်တို့မှာဘဲအပေါက်ကချောင်းပြီဘလို့လုံးလို့လုံးစရာမရှိရောဟိုအဲ့အတွက်လုံးစရာမရှိရဲ့အတွက်အဲကြားဘူးနာဝါထင်ရမြန်နဲ့ပြောမယ်ဗလိမ့်မယ်အဲဒီကောင်မကခံနေမယ်ပေါ့ခံနေတဲ့အချိန်ကြီးကပြီးသွားပြီငါပြောပြီးတာငါဘာဖြစ်လို့ခံနေခဲ့ရဆိုငါကန်ဆယ်မာရီကိုမရှင်းရသေးလို့အဲ့အချိန်တော့ငါခံနေခဲ့တာကန်ဆယ်မာရီကိုမရှင်းရသေးဘဲနဲ့ဗရန်မတာကြီးတက်မပြောချင်ဘူးငါအကုန်ရှင်းပြီလားအဲ့အတွက်ဘသူမှပြောကျင်တယ်ပြောတဲ့ကောင်မနဲ့ငါတဲပြောမှာနော်အပြင်မှာလည်းပြောလို့ရတယ်ဖုန်းထဲမှာပြောမယ်ဆိုငါနာမည်ကိုထည့်ပြော ငါတလိတလိကလိကလိလုံးတက်တဲ့ကောင်မှမဟုတ်ဘူးနော်။ငါပေါ်တင်ပြောရတယ်ဘယ်လိုလဲမဆို။အပြင်မှာလဲ face to face တွေ့ရတယ်။ဘာဖြစ်လဲ။ဘာဖြစ်လဲအဲ့တော့အတုတွေရောင်းတာဟုတ်တယ်။ငါဆိုင်ရအတုတွေပါတော့ငါရောင်းတာမဟုတ်ဘူး။ငါရောင်းခဲ့တာမဟုတ်ဘူး။အဲ့ဒါဆိုရင်ငါမင်းမယ်။ငါအသက်18နှစ်မှာဆိုင်ဆောက်ဖွင့်တာ။အခုငါရဲ့အသက်က26နှစ်နော်။နင်တို့ OG အိုမကြီးဖွင့်ထားတဲ့ဆိုင်နေဟဲ့။ မပါသွားဘူးလားအဲ့ဒါတခုမှကြိတ်ရှင်းနေရတဲ့ကိစ္စတွေမရှိဘူးလားနင်တို့တိတ်လားနင်တို့မျက်လုံးနဲ့ကြည့်လိုက်တယ်အဲ့ပစ္စည်းတခုနင်တို့မျက်လုံးနဲ့ကြည့်လိုက်တယ်အတုဘယ်နဲ့ပွင့်ပါနေဆိုတိတ်လားနင်တို့တွေရောဖင်ဆွေးနေပြီလေနင်တို့လောက်စားတာခဲ့တာနင်တို့တိတ်လားနင်တို့တော့မတိတ်လို့အခုစစ်ချက်တင်နေရောင်းနေရတာမဟုတ်ဘူးလားနင်တို့အောင်ဆစ်ချက်ထုတ်ရမယ်ဆိုတော့ငါဖိုင်ကိစ္စကနေပြီးတော့မှစပြီး စစ်ချက်တွေနဲ့ရောင်းကြတာမဟုတ်ဘူးလားဟိုကဘာကဘေးတွေကစစ်ချက်တွေနဲ့ရောင်းကြတာလားနင်တို့လိုအိုကြီးအိုမရတာမသိရကိစ္စကိုငါချွေးပြီးတော့တည်နေမှာလားနင်တို့တော့အဲ့လိုဖြစ်မှာကြောက်လို့အခုစစ်ချက်နဲ့ရောင်းတာလေနင်တို့ကောင်နင်တို့ယုံကြည်မှုရှိရဆိုစစ်ချက်တွေမထုတ်နဲ့လေမထုတ်နဲ့လေစိန်ကောင်လည်းရှိရစိန်တော့อยู่လည်းစစ်ချက်မထုတ်နဲ့ဗဒိန်ကိုပို့ပြီးရင်လည်းစစ်ချက်မထုတ်နဲ့ ဲ့ဒီအတိုင်းရောင်းလေကန်ဆယ်မအောင်နင်တို့ကောင်နင်တို့ယုံကြည်ချက်ရှိရဆိုဘာဖြစ်လို့စစ်ချက်တွေတွားထုတ်ပြီးတော့ရောင်းနေတာလဲနင်တို့လည်းမသိလို့လေပါသွားမှာကြောက်လို့လေနင်တို့ကောင်အဲ့လိုဖြစ်နိုင်ခြင်းရှိရဆိုရင်ငါဖြစ်နိုင်ခြင်းမရှိဘူးလားနင်တို့ကသိလားပစ္စည်းတစ်ခုကိုကြည့်ပြီးတော့အတုပါမယ်ဆိုမသိဘူးငါလဲအပွင့်ကြီးတွေမှာပါနေရမှာမဟုတ်ဘူးအပွင့်သေးသေးပစ္စည်းကြောက်တော့နေမှာပါတာမသိဘူး ောင်နဲ့သိနေမယ်ဆိုရင်စစ်ချက်တွေလည်းထုတ်နေစရာအကြောင်းမှမရှိဘူး။ ਨੇ လူတွေကလည်းပြန်ဝင်ရင်းတယ်နော်။ပြန်ဝင်ရင်းမှာပေါ့ဘလို့တောင်းဝင်ယူမှုတွေနဲ့ဘလို့တွေရောင်းနေလဲဆိုတာသိအောင်ရင်လောက်ကြလေ။အခုကနင်တို့ကဘလို့ဖြစ်နေလဲဆိုတော့တင်နှမ်းမှာဆိုလဲဟုတ်တယ်။စောင့်မြင်ကက်ဆရာကြီးနော်။စောင့်မြင်ကက်ဆရာကြီးဖြစ်နေမှာ။ဆိုင်မှာအတူတွေပါတဲ့မိန်းမကတင်နှန်းတင်နေတယ်တင်နှန်းကြီးလည်းအောင်မြင်နေတယ်တင်နှန်းသားတွေကလည်းဝင်လာမဆက်တက်တက်ဖြစ်နေတယ် review တွေကလည်းကောင်းနေတယ် ါဗောအပြင်မှာဘလို့ရင်တင်ပြီးတော့ဘလို့တွေအသက်ထွက်မသက်ဘလို့တွေလောက်ပြီးရယ်ဆိုတာနင်တို့မှမသိတာဆိုင်မှာလည်းပြန်ဝင်နေကြရင်ဝဲမှာဗောဟဲ့ ငါဆိုင်မှာဝဲပစ္စည်းကိုငါ gemology လက်မှတ်ပါတယ်စစ်ချက်ပါမှရောင်းတယ်ရွှေဆိုလဲ point ဆန်းပြီးတော့မှလက်ခံတယ်ငါလုံနိုင်တဲ့မြအကုန်လုံးအဖက်ဖက်ကနေ down ဆေးအောင်လုတ်ပြီးတော့မှ customer တိုင်းကိုငါတာဝန်ယူထားတယ်အဲ့ဒီအတုပိုင်းရဲ့သူကအုံနောက်မပါလို့ပြန်လာဝဲတာမဟုတ်ဘူးသူတို့ကဘလို့လုတ်ပေးထားရဲဆိုရင်နောက်ကြရအကြောင်းလည်းသိအောင်မင်းတို့စုံစမ်းလိုက်ကြအောင်လေရေရနာလောကမှာခက်ပြောလိုက်အောင်မင်းတို့ကိုဗစ်ကာလမှာပိတ်သွားရင်ရေရနာဆိုင်တွေအများကြီးရှိရနော်စိမ့်ဆိုင်တွေ လူငယ်စိန်ဆိုင်ပိုင်ရှင်နေမဟုတ်ဘူးလူကြီးစိန်ဆိုင်ပိုင်ရှင်နေနော်ပိုက်သွားတဲ့ဆိုင်နေအများကြီးရှိတယ်အတူရောက်ပြီးပိုက်သွားတဲ့ဆိုင်နေလည်းရှိတယ်အစ်စ်ရောက်ပြီးပိုက်သွားတဲ့ဆိုင်နေလည်းရှိတယ်အစ်စ်ရောက်ပြီးပိုက်သွားတဲ့ဆိုင်ဆိုရင်ဒါတာဝန်ယူမှုမရှိတာလေအဲ့လိုဆိုင်နေအများကြီးရှိခဲ့လေမရှိဘူးမဟုတ်ဘူးရှိခဲ့လေငါဆိုင်မှာအတူပါတော့တာမှန်နေငါကိုယ်တိုင်လည်းလက်ခံနေဒီကိစ္စတရခံဘသူပါဆိုလဲပေါ်သွားပြီလို့တရခံအောင်ထောင်ထဲရောက်နေပြီကိစ္စကိုငါပါဇက်လေးနဲ့ငါမမဟုတ်ဘူးဝန်ထမ်းမလို့ဘယ်တော့မှ လွှဲထားမယ်ကောင်းမှမဟုတ်ဘူးအဲ့လိုလုတ်ခဲ့တာလည်းခုမှမရှိငါကန်ဆယ်မာလို့ဖြေရှင်းအရင်ဆုံးတောင်းမှန်တယ်ဒီလိုဖြစ်သွားတဲ့အတွက်စဲရင်လည်းငါခံတယ်တောင်းမှန်တယ်တောင်းမှန်ပြီးဒီဟာအတွက်အဆင်ပြေဆုံးဖြစ်အောင်မနစ်နာအောင်ဘယ်လိုဖြေရှင်းပြရမလဲဖြေရှင်းပြီးအဲ့ဒီကိစ္စကြီးပြီးတော့မှဒါဘယ်လိုဖြစ်တာပါဆိုတော့ငါချပြန်ငါဘယ်တော့မှဘယံမလားသူ့ကြောင့်လေးဆိုပြီးတော့ငါဘယ်တော့မှအဲ့လိုမျိုးမလုပ်ဘူးပါတော့လည်းမင်းနဲ့ငါလောက်တဲ့ကိစ္စလည်းမဟုတ်ဘူးငါတာဝန်ယူဖြည့်ရှင်းပေးခဲ့ရင် ငွေချင်းရင်းနဲ့ပတ်သက်ပြီးတော့မနစ်နာငါအားလုံးကိုတာဝန်ယူဖြည့်ရှင်းပေးခဲ့ပြီးတော့ငါအသက်ပညာနဲ့ငါအဲ့ပြောအောင်မယ်အဲ့ဒီ2023မှာငါတင်တန်းတင်နေတော့ကဖြတ်ကဲရလောက်တယ်အဲ့ဒီတင်တန်းကိုလူမလာဖို့ရေငါမှအဲ့ဒီတင်တန်းတင်ပြီးပတ်ဆံရှားရတာလေအဲ့ဒီပတ်ဆံကိုငါအသုံးပြတာမဟုတ်ဘူးငါကက်ဆယ်မာတွေကငါတင်တန်းတစ်ချိန်ပြီးပြီဆိုငါကက်ဆယ်မာတွေရမှာယူရမယ်သူကစောင့်နေပြီးသားပဲအဲ့လိုဖြည့်ရှင်းပေးခဲ့လို့ကက်ဆယ်မာငါ ကောင်းဖို့အတွက်ဖြစ်လာတယ်လို့ပဲပစ္စည်းတန်ဖိုးတွေကနှစ်ဆသုံးဆတက်သွားတာပစ္စည်းတန်ဖိုးတွေကနှစ်ဆသုံးဆတက်သွားတာမင်းတို့အမြင်ကက်မယ်ဆိုလည်းကက်ချင်စရာနော်ငါဘဝကြီးကအရန်ကိုချွတ်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 ဖြစ်နေတယ်လို့မင်းတို့မြင်တာကိုသူများသင်မတက်ယူမတက်ခံစားရပြီးရှင်းပြရတဲ့ဟာမင်းတို့မှမမြင်တာအဲ့တော့ဘာပြောချင်နေလဲ ပြောတင်တဲ့ဟာရှိရင်ဘိုင်နိုင်တက်ပြီးဒဲ့ပြောဒဲ့မင်းဒဲ့ရှင်းမင်းမင်းကြလိကြီးကလိကလိကလိနဲ့ဟာမဟုတ်တာမဟုတ်ကောင်လိုင်းမတက်ပြောမပြောဘူးဘယ် point ရမလဲဘယ် point ဘယ်အချက်ကိုသိချင်တာရှိမေးလိုက်နော်ပြန်ဖြေပေးမယ်တစ်ချက်ချင်းကျေးဇူးတင်တယ်နော်အစကကြာဒီကိစ္စကိုငါကဘာဖြစ်လို့ငါ့ရဲ့အမားငါ့ရဲ့အမားလို့ထက်ထည်ပြီးတုံးတာလဲဆိုတော့ လူတယောက်ကတဲ့ကိုမကြားခြင်းနဲ့ကိစ္စရင်ကိုကြောက်တဲ့ကိစ္စတွေခဏခဏလုပ်ပြီးအဲ့ဒီခါမကြောက်တော့ဘူးငါလေငါဘဝမှာငါဘဝမှာငါတီတီတက်တက်နဲ့အကောင်းဆုံးဖြစ်အောင်နေထိုင်ခဲ့တာဒါပေမဲ့အဲ့ဒီဆိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်ဆိုင်မှာအတုတွေပါသွားတယ်ဖြစ်တဲ့အတွက်မကောင်းတော့ဘူးပေါ့နော်အမဲဆက်ကြီးတစ်ခုထင်သွားတာပေါ့အဲ့ကိစ္စကြီးအရင်စိတ်ညစ်တယ်အဲ့အမဲဆက်ကြီးကိုကိုယ့်ဘဝမှာလုံးဝစိတ်အညစ်ဆုံးအဲ့အကြောင်းလို့အဲ့ဟာကိုအမြင်အထက်ပြောတယ်ငါ့ရဲ့အမအတု အမားဆိုတာအမြင်အထက်ပြောငါရင်ပါသွားအောင်ထက်ထက်ပြောနေအဲ့ခါကျတော့နင်တို့ကနင်းလို့ရပြီဒီကောင်မသူကိုယ်တိုင်တူရထက်တာသူကိုယ်တိုင်မားတယ်လို့ပြောတာဒီကိစ္စရေမရှင်းတော့ဘူးအေးစနေဖတ်တချို့ကကြမရှင်းပါနဲ့တော့ညီမလေးရေအမားတို့လည်းကန်ဆယ်ပါလေအမားတို့ကသိထားပြီးသားပဲအခုညီမလေးလည်းပြန်အဆင်ပြေညာပဲနောက်ကြောင်းနေမပြောနဲ့တော့အေးစစလေးနဲ့ရှေ့ကိုရှင်းပြတဲ့အခါကျတော့တိတ်သွားတာပေါ့တိတ်သွားတဲ့အခါကျတော့ပို့အောင်မြင်တာပေါ့ဟင်ကျေးဇူးတင်တယ်နော်တကယ်ပြောတာ ပန်းစီရေပါရေပို့ပေးရမှာပြောထားပြီလားနော်ညီတို့ငါ့ကိုထိထိခိုက်ခိုက်နင်းနေတနာပြောကျင်နေဆိုရင်အဲ့ကောင်မဆိုင်မှာအတုပါသွားတယ်အဲ့ကောင်မစောက်သုံးကြလို့အဲ့ကောင်မစောက်ပုံမကြတဲ့အတွက်ဗျမ်းမရာအလုပ်ကိုဖြစ်ခဲ့တဲ့ဆန်လုပ်တဲ့အတွက်အတုပါ9နာရီ9နာရီလဲထိုးသွားပြီဆိုတော့မေးစရာရှိရင်ဘိုင်းနှိမ့်တက်ပြီးတော့ မင်းနော်ဘိုင်နိုင်တက်ပြီးမင်းငါလဲ official ဘိုင်နိုင်တက်ပြီးပြန်ဖြစ်မယ်တပွိုင်ချင်းပြန်ဖြစ်မှာနော်မျက်နာလွဲပြီးခေါင်းဆောင်နေမဲ့ကောင်းမမဟုတ်ဘူးငါမဟုတ်တာလောက်ထားတခုမှမရှိဘူးငါဆိုင်မှာပါတော့မှန်တယ်အဲ့ဒီပါတဲ့အချိန်ဆိုရင်ငါဟုတ်ပြီအမကိုစစ်ချက်ပါရင်တန်ဖိုးတူနဲ့လဲပေးမယ်ဒဲလဲပေးခဲ့တဲ့ကောင်းမနော်ဘယံမတာကြီးပြောမယ်ဆိုရင်ဒီ live ထဲမှာတော်တော်လေးကိုမမှန်ရင်ရိုင်းနေအစင်မပြေလုပ်ငန်းရှင်နေ လူကြီးလူကောင်းတွေကိုအားနာပါတယ်တောင်းလဲတောင်းမဲ့ပါတယ်ဒါပေမဲ့တစ်ခွထပ်ပြောချင်တာကျမကမိုင်ရိုင်းတတ်တယ်ကျမလည်းမိုင်ရိုင်းတတ်တယ်နော်ကျမကိုလာလို့ရင်ကျမလည်းပြန်လုပ်တတ်တယ်ကျမငြိမ်နေခဲ့ရဲဆိုတာကျမကက်စတမာကိုမဖြေရှင်းရသေးရဲ့အချိန်ကာလမှာကက်စတမာကိုဖြေရှင်းနေလို့ငြိမ်နေခဲ့တာအဲ့ဒီအမှုကိစ္စကိုသိချင်ရင် official တစ်ခေါက်ထပ်ရှင်းပေးမယ်ဒီနေ့ကသင်တန်းရှိနေလို့9နာရီလဲထိုးပြီဆိုတော့ live ပိတ်လိုက်တော့မယ် ဘယ်ကောင်မှဘာသိကျင်လဲဆိုတော့ပေါ်ပေါ်တင်နေမင်းတော့စောက်ဗျမ်းမလာတော့မပြောနဲ့နောက်တစ်ခါကျရင်ဖုန်းထဲကနေရှင်းမှာမဟုတ်ဘူးအပြင်မှာရှင်းမှာနင်တို့ကလမ်းမရကောင်မှမဟုတ်ဘူးဆိုရင်ငါလည်းလမ်းမရကောင်မှမဟုတ်ဘူးဆိုတော့သိထားလားလမ်းမရကောင်မှရတော့